တရင်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့စစ်တွေမျိုးနဲ့ခံကော့ကျုံရွာစစ်တပ်စခန်းကိုအေးအေးကစင်းနေတိုက်ခိုက်မှုတွင်စကောင်းစီဘက်ကထိခိုက်တိုက်စုံမှု များပြားခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရခိုင်ပြည်နယ်စစ်တွေမျိုးနဲ့ ဂန်ခော့ကျွန်ဂျေးဝါမှာအခြေချတပ်ဆွဲထားတဲ့စကောင်းစီတပ်စခန်းကိုအာရခတ်တော်အေအေကမေလနောက်ဆုံးပတ်အတွင်းမှာဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့တယ်လို့စတွေ့စီရဲ့သတင်းရင်းမြစ်ကပြောပါတယ်။စကောင်းစီတပ်သားတွေအလဲငှိုက်ဖြစ်နေတဲ့အချိန်မှာညာရင်းချင်းအေအေကဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ကြောင်းနဲ့တန်ချက်ကစကားနှစ်စီးကိုလည်းမီးရှို့ဖျက်ဆီးဖြစ်ခဲ့တယ်လို့စစ်တွေသတင်းရင်းမြစ်ကပြောပါတယ်။မေလကုံကနီးနဲ့ဇွန်လအစောပိုင်းရက်လောက်ကပေါ့ရက်တော်တိတိကျကျမပြောဘူး။မိုးကရမ်းရွာနေတဲ့အချိန်မှာစကောင်းစီတပ်သားတွေအလဲငှိုက်ဖြစ်နေတဲ့အချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ပြောတယ်။ ဲ့ဒီရွာမှာရှိတဲ့တန်ချက်ကစကား20ကိုလည်းမိရှို့ပစ်ခဲ့တယ်။ပြီးတော့မနက်ပိုင်းမှာအေးအေးကပြန်ဆုတ်သွားတယ်လို့ပြောတယ်လို့၎င်းကဆိုပါတယ်။အဆိုပါတိုက်ပွဲတွင်စကောင်းစီတပ်သားတွေယာနေချီတေဆုံးခဲ့ပြီးတိုက်ပွဲတွေကြားမှာတေသွားတဲ့ရုံလောင်းတွေဟာယခုအခါဘုံနဲ့များစစ်တွေ့ဘက်ကပဲရနေတယ်လို့စစ်တွေ့မျိုးစီးရဲသတင်းရင်းမြစ်ကပြောပြပါတယ်။ဒါပြင်အဲ့ဒီတိုက်ပွဲတွင်စကောင်းစီတပ်သားတွေယာနေချီတေဆုံးခဲ့ပြီးဒဏ်ရာရရှိခဲ့တဲ့ဂျမ်ဘတ်စကောင်းစီတပ်သားတွေကိုစစ်တွေ့မျိုးစေယုံနဲ့တန်းနဲ့မြေစေယုံနဲ့မှာစစ်ခူးတနေတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ ဓာပြင်စစ်တွေ့မြို့အနီးမှာရှိတဲ့ဂျေးဝါပေါင်20ခန်းမှဒေသခံပြည်သူများကိုစကောင်းစီကနှင်ထုတ်ထားပြီးအဲ့ဒီဂျေးဝါတွေမှာစကောင်းစီကအခြေဆိုင်စခန်းတွေခိုင်းမှတဆွဲတိဆောက်ထားခြင်းဖြစ်ပါတယ်။အဲ့လိုစကောင်းစီကတဆွဲထားတဲ့ဂျေးဝါများထဲမှာအစိုးရကံကောကျွန်ဂျေးဝါလည်းပါဝင်ပြီးတော့အကြမ်းဖက်စကောင်းစီတပ်သား200ထက်မနည်းနဲ့တဆွဲထားသလိုကန်ချက်ကစကားတွေကိုပါခြားထားတယ်လို့စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ဓာပြင်အစိုးရကံကောကျွန်ဂျေးဝါစကောင်းစီရဲ့ဒေတာကုတ်ကဲမှုဌာနချုပ်စစ်တွေ့ ဒါကစားစစ်တွေဌာနချုပ်နဲ့တမိုင်းကျော်သားဝေးတယ်လို့လည်းဒေသခံသတင်းရင်းမြစ်ကပြောပါရင်အဲ့ဒီဂန်ကော့အချုံကဒါကစားစစ်တွေနဲ့တိတ်မဝေးဘူးလို့ပြောရမယ်ဂျကိုင်းတန်ရွာတွေကနေတွားရတဲ့ဂလက်တန်မြစ်လက်တက်ချောင်းငယ်တစ်ခုရဲ့ဂန်ပေးမှာတရှိတဲ့ရွာဖြစ်ပါရင်ဒါကစားစစ်တွေနဲ့တမိုင်းကျော်လောက်ပဲဝေးမယ်ထင်ပါရင်နောက်ပြီးဂန်ကော့အချုံရဲ့ချောင်းတစ်ဖက်ချမ်းမှာဆိုရင်လေသူတို့စတက်ရဲ့ကာကင်းစကန်းကြီးတစ်ခုရှိပါတယ်စကောင်းစီကအဲ့ဒီရွာမှာတဆွဲထားတာကတေးကြပါရင်အဲ့ဒီဂန်ကော့အချုံကနေဆက်သွားရင်ဇော်မတက်ရွာအဲ့ဒီကနေတွားရင်စကောင်းစီရဲ့ရေတက်စတဲ့မော်တွေရှိတဲ့ ရွှေမင်းကန်စစ်ကန်ကလတန်မြစ်ထဲကိုပေါက်တာပေါ်လို့ဒေသခံသတင်းရင်းမြစ်ကရှင်းပြပါတယ်။အဆိုပါဂန်ကော့ကျုံရွာကစကောင်းစီတက်စကန်ကိုအေအေကဝင်းရောက်စီးနှင်တိုက်ခိုက်လို့စကောင်းစီတပ်သားတွေတေဆုံပြီးအပုံနဲ့နေထွက်နေတာကိုနောက်ထပ်စစ်တွေဒေသခံတအူးကလည်းအတီးပြုတ်ထားပါတယ်။အခုဂန်ကော့ကျုံကိုအေအေကဝင်းစီးတဲ့သတင်းတော်ကြားပါတယ်။ဒါပေမဲ့ဘလောက်ထိခိုက်သေးတယ်ဆိုတာတော့အတိအကျမသိရဘူး။စကောင်းစီတပ်သားတွေအသေးများလို့အပုံနဲ့နေရတာကတော့မှန်ပါတယ်။စစ်တွေဘက်ကလေတိုက်လို့အခုတစ်ချက်တစ်ချက်အနမ်းကမခံနိုင်ဘူး။တော်တော်လေးကိုပုံစုံနန်းတာပါလို့အဲ့ဒီဒေသခံကပြောပါတယ်။ လက်ရှိစစ်တွေ့မျိုးအနီးမှာစကောင်းစီတပ်စခန်းတွေကိုအေကလင်းငိုက်ဝင်တိုက်ခြင်းနဲ့စစ်ကြောင်းများကိုကြားပြတ်တိုက်ခိုက်ခြင်းဖြင့်စနိုက်ပါနဲ့ပါပြကတ်မှုတွေလည်းရှိတယ်လို့စီးရဲတရင်ရင်းမြစ်ထံကသိရပါတယ်။ဒါပြင်အကြဘက်စကောင်းစီတပ်ကလည်းစစ်တွေ့မျိုးအနီးပပတ်လက်မှာမြင်းမြုံမိုင်းတွေထောင်ထားကကာကင်းတပ်စခန်းအများပြားကိုလည်းတိုးချဲ့ထားပြီးပေါတော့ပုံနဲ့ကျုံးနဲ့ရေသေးတောင်ဘက်ကိုလက်နက်ကြီးပြကတ်မှုတွေမကြာခဏပြုလုပ်လျက်ရှိတယ်လို့ဆိုပါတယ်။ဒါပြင်ဆိုပါမျိုးတွေနဲ့စစ်တွေ့မျိုးအနီးမှာအေးရှိနိုင်တယ်လို့ယူဆတဲ့နေရာများကိုလည်း လေချောင်းတက်ခိုင်းမှုအများနဲ့စတင်မောများမှခင်းလေဆောင်ရွက်မှုရှိတယ်လို့သိရပါတယ်။အထူးသဖြင့်ကလတန်မြဝနဲ့မေယုမြကျော်တျှောင်းနဲ့ပါတလဲစိတ်ကန်းနဲ့မင်းချောင်းတရာထိတ်ထိစကောင်းစီရဲ့စစ်တပ်တင်မောများတွားရောက်ခင်းလေတယ်လို့သိရပါတယ်။လက်ရှိစစ်တွေမှာစကောင်းစီရဲ့ဒေတာကုတ်ကဲမှုစစ်ထနာချုပ်ဒါကစစစ်တွေခါလိုက်ရ20ခါလိုက်ရ23နဲ့ခါလိုက်ရ920ခါမရ344ခါမရ354ခါမရ354နဲ့အင်ဂျင်နီယာတက်အပါဝင်အမြောက်တက်နဲ့ရဲတက်ရင်စေကူးတက်မနေရှိနေပါတယ်။ လက်ရှိရခိုင်ပြည်နယ်မှာမျိုးနယ်ပေါင်း16မျိုးနယ်ရှိတဲ့နဲ့စတွေ့ကြောက်ပြုတ်နယ်မအောင်မြို့၃မျိုးကလွဲပြီးဂျန်နဲ့မျိုးနယ်များအလုံးကိုအေအေးကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြောက်ကြီးမျိုးနယ်ရွာကြီးအင်းရွာထိပ်မှာတပ်ဆွဲထားတဲ့စတက်ကစ်စကန်ကိုဝင်ရောက်တိုက်ခိုက်မှုတွင်စစ်သား၃ဦးတေဆုံးပြီးလက်နက်ခဲယမ်းတွေတင်ဆက်ရမိတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။ပဲခူးတိုင်းကြောက်ကြီးမျိုးနယ်ရွာရင်ကြီးရွာထိပ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စတက်ကစ်စကန်ကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သား၃ကောင်တေပြီးလက်နက်ခဲယမ်းတွေတင်ဆက်ရမိခဲ့တယ်လို့ ဖလကွန်ကိုရီလာဖူးစမာတာဝန်ရှိသူတအူးကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ၁၀ရက်နေ့မနက်၈နာရီခန့်မှာကြောက်ကြီးမျိုးနယ်ရွာကြီးအင်းရွာထိပ်မှာတပ်ဆွဲထားတဲ့ဂျမ်ဘတ်စစ်တပ်ကစကန်ကိုဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွင်အပြန်အလှန်ပြစ်ခတ်မှုမိနစ်၃၀ခန့်ကြာမြင့်ခဲ့ပြီးအမေဝမ်တနတ်တလက်အပါဝင်ခဲရန်များနဲ့စေတုံးဆောင်ပစ္စည်းများတင်းဆဲရရှိကအဂျမ်ဘတ်စကောင်းစီတပ်ပတ်ကတပ်သား၃ကောင်သိမ်းဆုံးပြီးကြံရှိတဲ့စစ်သားတချို့ထိခိုက်တံရအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။ ခုအရင်မှာစကွေးအင်အားခန့်မှန်းခြေ20ဝန်းကျင်ခန့်ရှိပါတယ်။စကွေးအရှင်မိတာမျိုးတော့မရှိဘူး။စကွေးတဲ့စရင်ထတ်တိုးတော့မတည်သေးဘူး။တိုက်ပွဲဖြစ်ချိန်မှာတော့သုံးကောင်သေးပါတယ်။တော်တော်များများဒဏ်ရာပြင်းထန်ရပြီးထွက်ပြေးသွားကြတယ်လို့ Flacon's Gorilla Force မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတကိုင်းမှုကို Flacon စုံရဲတပ်ဖွဲ့နဲ့ GNL တရင်ရှစ်တုတ်ကပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဒေါ်လာရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဖာကန်မျိုးနယ်လုံကင်းကျေးဝါအုပ်စုကိုရောက်ရှိနေတဲ့ အကြံပတ်စကောင်းစီတက်ကို၂ရက်ဆက်တိုက်တိုက်ခိုက်မှုတွင်စကောင်းစီတက်တာ၂၀ဦးထက်မနည်းသေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။တချင်းပြည်နယ်ဖာကံမျိုးနယ်လုံကင်ကျေးဝါအုပ်စုကိုရောက်ရှိနေတဲ့အကြံပတ်စကောင်းစီတက်ကို၂ရက်ဆက်တိုက်တိုက်ခိုက်ရမှာစကောင်းစီတက်တာ၂၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ GIA ရဲ့စီးရဲတရင်ရဲမြစ်ကပြောပြပါရစေ။ယမန်နေ့ဇွန်လ၁၀ရက်နေ့မှာဖာကံမျိုးနယ်လုံကင်ကျေးဝါအုပ်စုမှရှိတဲ့မော်စီစာဖရက်ကုန်းမှာတဆွဲထားတဲ့အကြံပတ်စကောင်းစီတက်တာတွေဟာမော်စီစာ၊တာယာကုန်း၊လုံကင်တုတ်တန် လုံကင်းစေယုံနဲ့လုံကင်းချီဝါတို့အတွင်းတို့လက်နက်ကြီးများနဲ့ပြစ်ခတ်ခါစစ်ကြောင်းထိုးလာတာကြောင့် KIA KPD ရဲ့တပ်ဖွဲ့တွေကစနိုက်ပါများဒရုန်းများလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးအရင်မှထိတွေ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အခုဒီနေ့လဲမော်စီစာတဝိုက်မှာစစ်ကြောင်းတွေထိုးပြီးလှုပ်ရှားနေတဲ့စကောင်းစီတပ်ဖွဲ့တွေနဲ့ KIA KPD ရဲ့တပ်တွေထိတွေ့တိုက်ပွဲအနေငယ်ရှိပါတယ်မော်စီစာဖရဲကုန်းမှာတက်ဆွဲထားတဲ့စကောင်းစီတပ်တွေကမော်စီစာတဝိုက်ပါဝင်တာယာကုန်းတဝိုက်ကို၆၀မမတွေနဲ့ပြစ်နေတာရှိပါတယ် မော်ဇီလာဖေယကုန်းမှာတဆွဲထားတဲ့စကောင်းစီတပွဲတွေကလုံငင်းတုတ်တန်လုံငင်းဆေးရုံတဝိုက်ရဲ့လုံငင်းရွာတွေကိုစကြောင်းထိုးလှူရှားနေတာတွေရှိပါတယ်။အဲ့ဒီအကြမ်းဖက်စကောင်းစီတပွဲဝင်တွေကိုလည်း KIA KPDA တပွဲတွေကစနိုက်ပါနဲ့ပစ်တာစခွေးတွေထိခိုက်သေဆုံးမှုရှိပါတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။ဒါပြင်ယမန်နေ့ဇွန်လ9ရက်နေ့ကလည်းဇန်ခါဂျေးဝါတောက်ပကျဲကုမ္ပဏီတဝိုက်ကိုစကြောင်းထိုးလာတဲ့စကောင်းစီတသားများကို KIA နဲ့ KPDA ပူးပေါင်းတပွဲများကစနိုက်ပါအပါအဝင်ဒရုန်းနဲ့၄၀မမတို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ။ အကြမ်းဖက်စကောင်းစီတပ်သားတွေထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးကတွဲမောက်ဂျေးဝါအတွင်းသို့ဝင်ပြေးသွားကပြည်သူပိုင်ပစ္စည်းများကိုလူရဲသွားကြောင်းဒါပြင်မော်စီစာဖျက်ကုတ်ဦးနှင့်ငွေသစ္စာလက်ဖေးဆိုင်မှာထိုင်နေတဲ့စခွေးနှစ်ကောင်ကိုလည်း GIA နဲ့ KPD ရဲ့ပူပေါင်းတပွဲဝင်တွေကပြစ်ကတ်တပ်ဖြတ်လိုက်ကြောင်းသိရှိရပါတယ်။ဒါကြောင့်ဆိုပါနှစ်ရက်တာတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကစခွေးအကောင်20ထပ်မနဲ့ဒေဆုံးခဲ့ပြီးတော့အဆိုပါအကြမ်းဖက်စခေါင်းစီတပ်သားများဟာကတိမော်ရွာထဲမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးသွားတယ်လို့သိရပါတယ်။ မနေတုန်းကနဲ့ဒီကနေ့နဲ့ပေါင်းမယ်ဆိုရင်စခွေးအယောင်20လောက်သေသွားတာရှိပါတယ်။မနေ့ကတုန်းကအဲ့ဒီကတွေ့မော်မှာလက်နက်ကြီးတွေဒရုန်းတွေစနိုက်ပါတွေနဲ့ဖြစ်ခန့်ရတော့အဲ့ဒီစကြောင်ထိုးနေတဲ့အဖွဲတွေကတင်မော်ရွာတွေကိုဝင်ပြေးတာရှိပါတယ်။ပြီးတော့ရွာတွေကနေဖျော်ရည်တွေပတ်စံတွေပစ္စည်းတွေပါတွေလုရသွားတာရှိတယ်။အခုကာမိုင်းလန်းကနေဖာကန်းကိုဝင်လာတဲ့အင်အား600ပါတဲ့စကြောင်ကဖာကန်းကိုရောက်ပြီးကတည်းကပြည်သူတွေတပ်ဖြတ်ခန့်ရတာ16ရောက်ရှိပြီ။ပြီးတော့ဒဏ်ရာရတာကအယောင်20လောက်ရှိပြီ။အခုလောလောဆယ်တော့မော်စီစာလုံကင်းစံခါ အရိဘတ်တဝိုက်ကပြည်သူတွေအနေနဲ့စေရဲကိုနားဆွမ်းဖို့ရည်ကြီးပါတယ်။လက်ရှိမှာစစ်ကြောင်းတွေထိုးနေတဲ့တော့စေရဲလုံးကြုံရေးတရင်းနဲ့နေကြဖို့ရည်ကြီးပါတယ်လို့ KIA စေရဲသတင်းရင်းမြစ်ကပြောပါတယ်။လက်ရှိမှာဖာကန်မျိုးနယ်အတွင်းသို့အစိုးရဂျမ်ဘတ်စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးတဲ့နောက်မှာပြည်သူများနေထိုင်ရာခြေဝများအတွင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း၊ကြောက်စင်းကုမ္ပဏီများကိုမီးရှို့ခြင်းပြည်သူများကိုပြစ်ခတ်တပ်ဖြတ်ခြင်းများကိုလှုံ့ဆော်လျက်ရှိရမှာပြည်သူစကောဦးတည်ဆုံပြီး20ကျော်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။ဒါပြင်လက်ရှိမှာဖာကန်မျိုးနယ်သို့ရောက်ရှိနေတဲ့တမမှုဟာ မိုးကောင်းမျိုးနဲ့နံမတီးချားမှဇခခတုံတက်မှုတရားစီအပတ်စဉ်၄၀နှစ်အကြောင်းစဉ်ဗိုလ်မှူးချုပ်စော်ဝင်ရောက်ရှိနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြာရီမျိုးခါလိုက်ရ၂ခု၅တရဲမှစကောင်းစီတသားတုံးနဲ့ဇမှုတန်တသားတဲ့နှစ်ဦးစုစုပေါင်း၃ဦးအလင်းဝင်လာကောင်စတက်ရဲ့ပေါ်တာဆွဲဖန်ဆီးမှုကိုခံခဲ့ရပြီးစတားပြည့်တသွင်းခံရတဲ့သူတွေဖြစ်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်မြာရီမျိုးခါလိုက်ရ၂ခု၅တရဲမှအကြမ်းဖက်စကောင်းစီတသားတုံးနဲ့ဇမှုတန်တသားတဲ့နှစ်ဦး စစိုးပေါင်စစ်သား3ဦးကလင်းဝင်ရောက်လာခဲ့တယ်လို့ပြည်သူ့ကောက်ဝေးတပ်မတော်ဘီဝါ31လုံခြုံရေးတပ်ခွဲမှတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မြားရီမြို့နှစ်ခွန်းငါတရက်မှာအကြမ်းဖက်စခေါင်းစီတပ်သား2ဦးနဲ့စစ်မှုတပ်သားတက်2ဦးပါဝင်3ဦးဟာ၎င်းတို့ရဲ့တပ်နက်များကိုယူဆောင်လာခြင်းမရှိဘဲနဲ့ဘီဝါ31လုံခြုံရေးတပ်ခွဲထံသို့လင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အခုလင်းဝင်ရောက်လာတဲ့3ဦးစလုံးလက်နက်မပါဘူး။နောက်ပြီးလင်းဝင်ရောက်လာတဲ့သူတအူးကဌာနေတအူးနဲ့ဂျန်နေနှူးကတော့စစ်မှုတန်တသားတပါရွှေပြည်သားကတယောက်နဲ့ပြည်ဘက်ကတယောက်ပါ စမှုတန်တတနှစ်ဦးစလုံးကစမှုတန်တင်တဲ့အဘဆင်ရှိကပါအဲ့ဒီစမှုတန်တတနှစ်ဦးစလုံးကလှုပ်သွားရင်ဆွဲခံရတာပါသူတို့နှစ်ဦးစလုံးကစမှုတန်တင်တန်းကိုလေးချင်းရေတုံဂျိုင်းတောက်မှာတက်ခဲ့ရတယ်ဂျန်နေသူတွေလည်းအများဆုံးလင်းဝင်ကြပါလို့တိုက်တွန်းချင်ပါတယ်လို့ဗီဒိုကားခွေတက်မတော်ဗျူဝါ37လုံချုံရေးတက်ခွဲမှာတာဝန်ရှိသူကပြောပါတယ်ဒါပြင်ထိုကဲတို့လင်းဝင်ရောက်လာတဲ့ဂျမ်ပတ်စကောင်းစီတပွဲဝင်၃ဦးကိုတဦးကိုစုံဝေ၅သိန်းချက်စီပေးရချင်းမြင့်မယ်လို့လည်းသိရပါတယ်လက်ရှိမှာဂျမ်ပတ်စကောင်းစီကနိုင်ငံတော်မှာလုပ်ငန်းများကို ပေါ်တာဆော့ရဲ့ဖန်ဆီးပြီးတော့စမုတ်တန်တသားတက်တဲ့အဖြစ်စုဆောင်းလျက်ရှိအောင်ပါယခုကစမုတ်တန်အပတ်စဉ်၁၄တို့ရောက်ရှိနေပြီလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ထပ်မံတင်ဆက်ပေးချင်တာကတော့နေကန်လေးချောင်းရံကာကွယ်ရေးတပ်မှထွက်ပြေးလာတဲ့စကောင်းစီတသားသုံးကိုလက်နက်တင်နဲ့အတူရှင်ဖမ်းမိတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်မကွေးတိုင်းငဖဲမျိုးနယ်အခြေစိုက်အကြမ်းမဲ့စကောင်းစီရဲ့နေကန်လေးချောင်းရံကာကွယ်ရေးတပ်စခန်းကနေထွက်ပြေးလာတဲ့စကောင်းစီတတပြည်သူစစ်မှုတန်တတတဲ့တုံးကိုလက်နက်များနဲ့တူရှင်ဖမ်းမိခဲ့တယ်လို့ ချင်ကားကွယ်ရေးတပ်ရှို CDF အရှိုးမှတာဝန်ရှိသူတဝူးကပြောပါတယ်။လက်ရှိမှာဆိုပါနိုင်ရေးကန်စကန်းကိုအာရခတက်တော်အေးဦးဆောင်တဲ့တော်လိုင်းရေးတပ်များကဒုစစ်စင်တိုက်ခိုက်လျက်ရှိရမှာ။အဲ့ဒီစကန်းကိုဆေးလို့ချင်းခံထားရတဲ့စကောင်းစီတပ်သားများဟာမကြာခဏထွက်ပြေးလျက်ရှိပြီး၎င်းတို့အနေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ချိဆက်ပြီးအများဆုံးလင်းဝင်ကြဖို့တိုက်တွန်းမှုတွေလည်းရှိနေပါတယ်။အခုလက်ရှိထွက်ပြေးလာတဲ့စကောင်းစီတပ်သား၃ဦးဟာစကောင်းစီရဲ့တမ96မှ30နိုင်ရေးကန်စကန်းတို့ပိုးခံရသူများဖြစ်ပြီးတော့၎င်းတို့၃ဦးဟာရှေးတန်းကင်းစကန်းမှာတာဝန်ကျစဉ် ပြီးခဲ့တဲ့ဆုံးလ၄ရက်နေ့မှာထွက်ပြေးလာသူတွေဖြစ်တယ်လို့ CDF အရှိုးကအတည်ပြုပါတယ်။အဆိုပါစကောင်းစီတတ၃ဦးထမ MA အမျိုးသားတနက်၃လက်ကြီပေါင်း၁၀ကိုလက်ပစ်ပုံ၅လုံးလက်နက်ကြီးထိပ်ဖူး၇လုံးနဲ့ကြီများပါဝင်၁၃ဆောင်ပစ္စည်းတွေတင်ဆက်ရရှိခဲ့တယ်လို့ CDF အရှိုးကဖော်ပြပါတယ်။ဟုတ်ကဲ့ဖြစ်ခတ်မှုတော့မဖြစ်လိုက်ဘူးဗျ။အသာတကြီးပဲလက်နက်ချညှန့်ခံခဲ့ပါတယ်လို့အဲ့ဒီဖမ်းမိထားတဲ့စကောင်းစီတတ၃ဦးနဲ့ဆက်လျင်းပြီးတော့ CDF အရှိုးမှတာဝန်ရှိသူတဦးကပြောပြပါတယ်။ပြီးခဲ့တဲ့နှစ်၂၀၂၄မှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့စကောင်းစီရဲ့တပ်စခန်းများပါဝင် မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲချိန်မှာစပြီးတော့ရခိုင်နယ်နေမြချင်းထိစပ်နေတဲ့မကွေးတိုင်းငဖဲမျိုးနယ်အတွင်းတို့စကောင်းစီတပ်သားတွေတပ်ပြက်ခါထွက်ပြေးမှုတွေချိန်ချိန်ဖြစ်ပေါ်လျက်ရှိနေရမှာယခုနှစ်စွန်လ၄ရက်နေ့အထိ CDF ရှုံးမှဖမ်းမိထားတဲ့စကောင်းစီတပ်သားဦးရေ200နီးပါးရှိနေပြီဖြစ်တယ်လို့အဒီတပ်ဖွဲ့ရဲ့ထုတ်ပြန်တဲ့စာရင်းစာရမ်းများအရသိရှိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးချင်တာကတော့အကြံပတ်အာနာသိန်းခေါင်းဆောင်စကိုင်းကိုရောင်းနေစဉ်ဒိုက်လိရင်ဖြစ်ချခံရတဲ့တဲ့င်းကြောင့် မူလစီစဉ်နေဖြတ်ပြီးတော့ပြန်ပြေးသွားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အကြံပတ်အာနာတိန်စကောင်းဆောင်ဟာလေးနှစ်အတွင်းဒုံချိတ်မြောက်စကိုင်းတိုင်းသို့ရောက်ရှိနေစဉ်မှာပင်ပလဲမျိုးနယ်မှာစကောင်းစီရဲ့ဂျာဖိုက်တာကိုတော်လိုင်းအစ်တပ်များကပြစ်ချလိုက်ခြင်းဖြစ်ပြီးတော့သူ့ရဲ့ခရီးစဉ်အတွင်းမူလအစီစဉ်နေဖြတ်သိမ်းသွားတယ်လို့သတင်းရရှိပါတယ်။ယမန်နေ့ဇွန်လ10ရက်နေ့နေ့လယ်12နာရီခန့်မှာစကိုင်းတိုင်းပလဲမျိုးနယ်သို့ဘုံလာကျဲတဲ့ဂျာဖိုက်တာလေးရင်တစ်စီးကိုတော်လိုင်းပူပေါင်းတပ်များကပြစ်ချခဲ့တာလည်းဖြစ်ပါတယ်။အဲဒီချိန်မှာစစ်ကောင်းဆောင်မယောင်းလိုက်တဲ့ဂျူဂျူလာတို့ဟာစကိုင်းမျိုးကိုရောက်ရှိနေပါတယ်။ သူရောင်းနေတုံပလဲကလေးရင်တရင်ကြားတာပဲမူလားစစ်စင်ကတော့ငလျင်ဘေးတင်းတဲ့သူတွေကိုထတ်တွေ့ဖို့ပဲဒါပေမဲ့မျက်စိမျက်နှာပြက်ပြီးတော့ပြန်သွားတယ်လို့အချမ်းဘက်စိတ်ကောင်းဆောင်တွားရောက်လဲပတ်ခဲ့တဲ့သခိုင်းမျိုးကောင်းမှုတော်ခေါ်ပကားဖွဲ့နဲ့နေဆက်သူကပြောပါလိမ့်အချမ်းဘက်စိတ်ကောင်းဆောင်မယောင်းလိုက်ဟာငလျင်ဘေးကိုအချောင်းပြပြီးသခိုင်းမျိုးတို့လာရောက်ခဲ့ခြင်းဖြစ်ကြောင်းပြီးခဲ့တဲ့အပိလ6ရက်နေ့ကတစ်ချိန်လာရောက်ခဲ့ပြီး2025ခုနှစ်အတွင်းမှာဒုတိယချိန်မြောက်ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါလိမ့်လက်ရှိမှာလက်နက်ကင်ခူးကန်တော်လန်ရေးတွေအားကောင်းဆုံးဖြစ်တဲ့သခိုင်းတန်းကို အာနာတိန်ပြီးနောက်ပိုင်းစကောင်းဆောင်က2023မတ်လမှာတစ်ချိန်တွားရောက်ခဲ့ပြီးဒီကနေ့ထိ၄နှစ်အတွင်း၃ချိန်သာတွားရောက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။အဲဒီလိုအာနာတိန်စကောင်းဆောင်သခိုင်းတိုင်းသို့ရောက်ရှိနေစဉ်တွင်အညာမြေတော်လိုင်း၏အင်အားစုတွေကဂျက်ဖိုက်တာကိုပစ်ချလိုက်ခြင်းကြောင့်နမိတ်မကောင်းမှုလို့ယူဆသွားနိုင်တယ်လို့သခိုင်းမြုပ်ကန်တအူးကပြောပါတယ်။သူကအတိန်နမိတ်ကိုယုံတယ်လေ။သူလန့်နေမှာတေးကြတယ်။ကျမတို့သခိုင်းကိုလာတာကတော့နေမြေဆုံမမှုရှိကြောင်းနိုင်ငံတကာကိုပြားချင်လို့လည်းဖြစ်နိုင်ပါတယ်။အခုတော့သူတော်တော်လေးစိတ်တက်ကြသွားတယ်လို့သခိုင်းမြုပ်ကလူငယ်တအူးကပြောပါတယ်။ ထို့နောက်စကိုင်းမြို့မှပြန်လာပြီးမန္တလေးမြို့သို့ရောက်ရှိစဉ်မှာအာနာသိန်းခေါင်းဆောင်ရောသူ့ရဲ့မယားဖြစ်သူပါမျက်နှာမကောင်ဖြစ်နေတာကို၎င်းရဲ့ဝါဒဖြန့်မီဒီယာများမှတဆင့်ယမန်နေ့ကထုတ်ပြန်တဲ့ရုပ်သံသတင်းတွေမှာတွေ့ရှိရပါတယ်။ဒါပြင်တစ်ဖက်မှာစကောင်းစီတက်ရဲ့ချက်ဖိုက်တာကိုပြေးချခဲ့တယ်လို့ပြည်သူ့ကားခွဲတက်မတော် PLA ရေမားပင်ခရိုင်ဘက်ကဖရေမားပင်မြို့နယ်ဘက်ကဖလက်ယုံတက်ဖြစ်တဲ့ ULF တို့ကတီးတီးထုတ်ပြန်ထားပါတယ်။စကောင်းစီဘက်ကတော့၎င်းတို့ရဲ့တက်မတော်လေတက်ခတ်ရည်လေရင်တစည်းဟာ လေချင်းပြန်တန်း၏ဆောင်ရွက်စဉ်ဇချို့ယွင်းပြီးမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတည်နားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။